မီးတောင်လို့ဆိုလိုက်တာနဲ့ငရဲတကားဝါလို့တမုတ်ခံရတဲ့မီးတောင်တွေကိုလူကြီးမင်းတို့အကုန်လုံးပြင်းပြင်ကြမှာပါမီးတောင်တွေပောက်ကွဲတဲ့အခါမှာမီးတောင်နာတဝိုက်မှာရှိတဲ့မြို့တွေအများကြီးပြာဖြစ်ကြတာလေလူကြီးမင်းတို့သိကြမယ်လို့ထင်ပါတယ်ရုပ်ရှင်တွေထဲမှာအများစုပါလိရှိတဲ့ချော်ရီမီးတောင်တွေကတော့မီးတောင်တွေကြားမှာမင်းသားတယောက်လိုထင်ရှားကြော်ကြားလာသူပါချော်ရီမီးတောင်တွေဆိုတာကြောက်ရွံ့မှုတွေထွက်တဲ့မီးတောင်ပါလူကြီးမင်းတို့အခုဗီဒီယိုမှာမြင်တွေ့နေရတဲ့လိုမျိုးမီးတောင်တွေတွေကထွက်တဲ့ချော်ရီပူကြီးတွေဆိုတာကြောက်ရီပူတွေပါပဲဟုတ်ပါတယ် ပူလွန်းလို့အေးပြော်သွားတဲ့ကြောက်တွေပါဒီကောင်တွေရဲ့ပူချိန်ကဘလောက်တောင်ပူလဲဆိုရင်900ဒီဂရီကနေ1100ဒီဂရီဆဲဆီယက်ထိရှိပါတယ်ဒီချော်ရီပူတွေကမီးတောင်ပောက်ကွဲချိန်မှာအပြင်ကိုထွက်လာပြီးတော့အပြင်ရောက်ပြီဆိုရင်ပြင်ပအေးတန်းကြောင့်ကြောက်မာတွေအဖြစ်ကိုပြောင်းသွားမှာပါမီးတောင်ကလည်းအကြောင်းမျိုးမျိုးကြောင့်ပောက်ကွဲတတ်ပြီးတော့အထူးသဖြင့်ဆိုရင်ငလင်တွေကြောင့်ပောက်ကွဲကြတာများတယ်လို့သိရပါတယ်ဒါပေမဲ့လည်းမီးတောင်တွေပေါက်ကွဲရဆိုတာကမ္ဘာမြေအောင်အပူချိန်တွေမြင့်တက်လာတဲ့အမျှလည်းဖြစ်တတ်လို့မီးတောင်အောင်လေတုဖိယမြင့်တက်လာရင်လည်းဖြစ်တတ်တာဖြစ်လို့တိတ်တော့ခံမှန်းလို့မရတဲ့ကိစ္စပါ ဘယ်လိုပဲပြောပြောမီးတောင်တွေရဲ့ပေါက်ကွဲမှုဆိုတာငလင်နဲ့မတူဘဲနဲ့ခံမှန်းလို့ရတဲ့ကိစ္စတွေဖြစ်တာကြောင့်တိတ်တော့လဲပြဿနာမရှိဘူးလို့ထင်ပါတယ်။မီးတောင်ထိဝါအနေချော်ရီကန်နဲ့ချေချော်ချရင်တော့ကိုယ့်ရဲ့အငြိမ်းမနေနိုင်တဲ့ခြေထောက်ကိုပဲအပြစ်တင်ရမှာပါ။